မင်္ဂလာပါဒီနေ့အတူတူလေးလာစမ်းစစ်ကြည့်ဖို့ရွေးထားတဲ့အကြောင်းအရာကတော့ရှုပ်ထွေးလက်ရှုပ်ထွေးတဲ့ကိစ္စတစ်ခုပါအဲအီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုအမေရိကန်ကနေပြီးတော့မကြုံစားဘူးပဲတိုက်ရိုက်စစ်ရေးရပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အဓိကမေးခွန်းကပါလဲဆက်စွနစ်ဒီနေ့ချီကျူးစားရှောင်ရခဲ့ကြတဲ့အမေရိကန်နဲ့အီရန်ကြားကတိုက်ရိုက်စစ်ရေးပဋိပက္ခဆိုတဲ့လမ်းကြောင်းပေါ်ကိုအခုဘာကြောင့်ရောက်ပွားရတာလဲ အထူးသဖြင့်ငင်းချမ်းရေးကိုရွှေရှုမဲ့လို့ကတိတီပေးခဲ့တဲ့အမေရိကန်သမ္မတကဘာကြောင့်ဒီလိုစီးရေးရတိုက်ခိုက်မှုကိုလုပ်ခဲ့တာလဲပေါ့ပြီးတော့ရေကြီးဆုံးကဒီလိုရဲ့ကြောင့်တော့ဆက်တွဲပါတီဖြစ်လာနိုင်မလားဘလို့တက်ရောက်မှုတွေရှိလာနိုင်လဲဆိုတာကိုနည်း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 စမ်းစစ်ကြည့်ကြမှာပါပထမဆုံးအမေရိကန်ရဲ့လုံဆောင်ချက်ကိုကြည့်အောင်ပန်တဂွန်ကတော့ဒါသူတို့ လုခဲ့တမရထဲမှာအကြီးဆုံး B2 စစ်စစ်ရေးတွေကတခုလိုတောင်ပြောထားပါတယ်ပြစ်မှတ်ထားခဲ့တဲ့နေရာတွေကအီရန်ရဲ့အဓိကနျူကလ িয়ার နေရာတွေပေါ့နက်တန်း esophagus ပြီးတော့အထူးသဖြင့် photo ပါပါဝင်တယ်ဒီ photo ဆိုတာကလေတောင်ကြီးတစ်လုံးထဲမှာအ내ကြီးတည်ဆောက်ထားတဲ့နေရာတာမန်ဘုံနဲ့နဲ့ဆိုရင်မထီရောက်နိုင်ဘူးပေါ့အဲ့ဒါကြောင့်မဲအမေရိကန်ကမြေအောက်ခန္တဖြိုဘုံများလို့ခေါ်တဲ့ bunker busting bombs တွေကိုတုံးပြီးတိုက်ခတ်ခဲ့တယ်လို့တတိယနေ့ကဆိုပါတယ်ဒီဘုံတွေကမြေကြီးထဲကြောက်တောင်တွေကိုထိုးဖောက်ဝင်သွားပြီးမှအတွင်းထဲရောက်မှပေါက်ခွဲတဲ့အမျိုးအစားပါပင်တဂွန်ရဲ့အဆိုအရတော့အလွန်ပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေခဲ့တယ်လို့ဆိုပါတယ် အရေးကြီးတာကအင်ကာလို့တွယ်ဝိုက်ပြီးအစ္စရေးကလုတာမျိုးတို့တခြားနီးလန်းတွေတုံတာမျိုးမဟုတ်တော့ပဲအမေရိကန်ကတိုက်လိုက်ပေါဝင်လာတာဒါကြောင့်အခြေအနေကတိတိတာတာပြောင်းလဲတော့ပြီဒီလိုတိုင်းရိုက်တိုက်ခိုက်မှုကအီရန်တော်တော်တကယ်ကိုအကြီးမားဆုံးအကြက်တေးခေစေခဲ့တော့ပေါ့စဉ်းစားကြည့်လေအီရန်ရဲ့အသက်86နှစ်အရွယ်အမြင့်ဆုံးခေါင်းဆောင်အာယာတလာအာလီခါမီနီရဲ့ဘလောက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်မလဲလက်တွန့်ပြမှုကအရန်အာနေနေရင်ပြည်ရွှဲမှာတော့ ဒေရတွဲမှာပါမျက်နှာပြက်စရာဖြစ်မယ်။သူ့ရဲ့ဩဇာအာဏာကိုပါထိခိုက်နိုင်တယ်။ဒါပေမဲ့လေလက်တွန့်ပြမှုကအရန်အပြင်းသွားရင်ကောဒါဆိုရင်အမေရိကန်နဲ့အလုံးစုံစစ်ပွဲစီဥတီထွားနိုင်တယ်။ရအောင်လုံးဆုံးရှုံးသွားနိုင်တယ်အန်ဒီရဲ့ရှင်းနေပြန်ရော။ဒါပြီးမီးလို့မဖြစ်တာကဒီတိုက်ခိုက်မှုမတိုင်ခင်ဆယ်ရက်လတွဲမှာပဲအစ္စရေးရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုဒီကြောင့်အီရန်ရဲ့ထိတ်တန့်စစ်ဖက်အရာရှိတွေအရေးပါတဲ့နျူကလ িয়ার တပ်ပန်းပညာရှင်တတော်များများဆုံးရှုံးထားပြီလား။အခု American ကိုတိုင်းကတိုက်ရိုက်ဝင်လာတော့ဖီအားကတော်တော်လေးကိုကြီးမားသွားပြီ။ ဒါဆိုအီရန်ဘလို့လက်တွန်ပြနိုင်မလဲစဉ်းစားစရာလမ်းကြောင်းတွေတော့ရှိပါတယ်။ဥမာအရှေ့အလယ်ပိုင်းမှာရှိတဲ့ American စစ်စခန်းတွေကိုဖိမထားတိုက်ခိုက်တာမျိုးဒါကဖြစ်နိုင်ခြေတစ်ခု။ဒါမှမဟုတ်နောက်တစ်ခုကကမ္ဘာရေနံတင်ပို့မှုတွေငါးပုံတစ်ပုံလောက်ဖြတ်တန်းသွားလာနေတဲ့ Hormuz Relager အဲ့ဒါကိုပိတ်ဆို့တာမျိုးလုပ်နိုင်တယ်။ဒါပေမဲ့ဒီလိုလောက်ရက်တွေကအလွန်အန္တရာယ်များပါတယ်။ American ရဲ့ပိုပြီးပြင်းထန်တဲ့တံပြန်လက်တုံပြတ်မှုကိုမလွယ်မသွေဖိတ်ခေါ်တော့ဖြစ်သွားနိုင်တယ်။ ပြီးဒီလိုလောက်ရက်ကအီရန်ရဲ့ရေနံကိုအဓိကဝယ်ယူနေတဲ့ကျုံ့မှုနိုင်တဲ့မျိုးဒေတာတွင်းကအာရဗ်မဟာမိတ်တွေကိုပါအကြီးအကျယ်စိတ်နှော်ရှိထစ်ဆင်နေတယ်သူတို့လည်းကြိုက်မှာမဟုတ်ဘူးလေနောက်တစ်ချက်ကအီရန်အားကိုးနေရတဲ့ဒေတာတွင်းလက်နက်ကင်အဖွဲ့တွေ proxies တွေပေါ့သူတို့ကလည်းလွန်ခဲ့တဲ့လနှစ်ဆယ်လောက်အတွင်းမှာအစ္စရေးတိုက်ခိုက်မှုတွေကြောင့်အတော်လေးအားနည်းနေပြီဆိုတဲ့အချက်ကိုလည်းထည့်စင်စားရအောင်မယ်လက်တွန်ပြန်ဖို့ဆုံးဖြတ်ချက်ချဖို့ကတိတ်ကိုကျင်းတဲ့ချက်တွေရောက်နေတဲ့ချင်းတွေပါ အဲစီအီတင်မမူရီဒီလောက်မြင့်တက်လာတော့တန်တမရေးလမ်းကြောင်းကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်လူနီနီဖြစ်လာပါတယ်။အီရန်ဘက်ကကြည့်ရင်အမေရိကန်ရဲ့တန်တမရေးကျူးပမှုတွေကိုလှည့်ဖျားမှုတစ်ခုလိုတော့မြင်လာနေတယ်။ဘာကြောင့်လဲဆိုတော့အရင်ကဆွေးနွေးပွဲကြီးမလွန်ခင်ချိန်တို့လော်ဘီခါဆာချိန်ဒီမှာအစ္စရေးနဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကတိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့မှုတွေလေဒီလိုချင်းကဲတိုက်ခိုက်မှုတွေကယုံကြည်မှုကိုအကြီးအကျယ်ဖျက်ဖျားစေခဲ့တာပေါ့။တစ်ဖက်မှာလည်းတမန်တော်ထရမ့်ကအီရန်ကို အရှိလေပိုင်းအနိုင်ချင်းတူလို့ဖြင်းဖြင်းထန်ထန်ဝေဖန်တယ်။နျူကလ িয়ার ဘုံပိုင်းဆိုင်ပေါ်ကြိုးစွမ်းနေတယ်လို့ဆွဆွဲတယ်။အီရန်ဘက်ကတော့သူတို့ရဲ့နျူကလ িয়ার အစီအစဉ်ဟာငြိမ်းချမ်းစလားပြုတ်ပြုတ်ပေါ်ရရပတ်အတူပဲဖြစ်တယ်။ယူရေနီယမ်တန်းစင်ခွင့်ဟာသူတို့ရဲ့အချုပ်အခြာအာဏာပိုင်ခွင့်ပဲလို့အခိုင်အမာတုံ့ပြန်တယ်။အမေရိကန်ကတောင်းဆိုတဲ့တန်းစင်မှုလုံအောင်ရတန့်ရင်ဆိုတာကိုလည်းလက်မှတ်ခံနိုင်မှုလို့ဆိုပါတယ်။ဒီလိုနဲ့တန်တမရေးကလုံအောင်လန်းဆုံသွားတဲ့ပုံစံဖြစ်နေတာပေါ့။ဥရောပအခေါင်းဆောင်တွေကတော့တင်းမာမှုတွေရွှတ်ချို့ဖို့ တန်တမနီလာနဲ့ပြန်ထိန်းချုပ်ဖို့တိုက်တွန်းနေကြတယ်။ဒါပေမဲ့တချိန်တည်းမှာပဲသူတို့ရဲ့ယက်တီချက်ကရှင်းပါလေ။အီရန်ကိုနျူကလ িয়ার ပုံလုံးဝမပိုင်ဆိုင်စေချင်ဘူးဆိုတာကိုထပ်လောင်းအတည်ပြုပြောဆိုနေကြပါတယ်။ Islamic ပူးပေါင်းဆောင်ရဲ့အဖွဲ့ OIC ကလည်း Israel ရဲ့ကျူးကျော်မှုတွေကိုရှုတ်ချကြောင်းထုတ်ပြန်ထားတာရှိပါတယ်။ဒါပေမဲ့ဒီလိုနိုင်ငံတကာဖြည့်ရတဲ့ရှေ့နေပေမဲ့တကယ့်အဓိကကစားသမားတွေဖြစ်တဲ့ အမေရိကန်နဲ့အီရန်ကြားကတင်းပေါင်မှုကတော့ရောသွားမယ့်လက္ခဏာမတွေ့ရသေးပါဘူး။နောက်တစ်စိတ်ဝင်စားစရာကောင်းနိုင်တာတစ်ခုကပျက်စီးဆုံးရှုံးမှုအကြီးဖြာချက်ပါ။ဒါကနှစ်ဖက်စလုံးမှာကွဲလွန်နိုင်တယ်။အမေရိကန်ဘက်ကကြည့်ရင်ဒီတိုက်ခိုက်မှုကြောင့်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုတိတိသားသားထိခိုက်စေခဲ့တယ်။စီရဲ့အရာအောင်မြင်မှုရခဲ့တယ်လို့ကြေညာဖို့အလားအလားများပါတယ်။ပျက်စီးမှုကိုတတ်နိုင်တဲ့လောက်ပို့ပြီးတော့ခြေကားပြောကောင်းပြောနိုင်ပါတယ်။အီရန်ဘက်ကတော့စန့်ကျင်မဲ့ပေါ့ ျက်စီးမှုကထင်သလောက်မကြီးမားပါဘူးသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကဆက်လက်လည်ပတ်နေသေးပဲအမေရိကန်ရဲ့တိုက်ခိုက်မှုကမအောင်မြင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့တွန့်ပြန်ပါပါသူတို့ပြည်သူကိုစိတ်တက်မကြအောင်ရန်စုကိုအထင်မကြီးအောင်ထိန်းထားဖို့ကြိုးစားမှတည်ကြပါတယ်ဒီလိုကွဲလွဲတဲ့အကဲဖြတ်ချက်တွေကလည်းပဋိပက္ခကိုပူပြီးရှုပ်ထွေးစေနိုင်တယ်အဆုံးမှာတော့ဒီကိစ္စရဲ့ဘဝချက်မှာအမေရိကန်တမရထရမ်ရှိနေပါတယ်။သူဟာဖိအားနှစ်ခုကြားမှာရောက်နေပုံပါပဲ။တစ်ဖက်မှာအစ္စရေးဝန်ကြီးချုပ်နေတရားမှုရဲ့ဖိအား အီရန်ကိုဆက်လက်ဖိအားပေးဖို့လိုအပ်ရင်နောက်ထပ်တိုက်ခိုက်ဖို့တွန်းအားပေးမှုတွေရှိနေတယ်နောက်တစ်ဖက်မှာကျတော့အမေရိကန်ပြည်တွင်းကဖိအားတွေရှိနေတယ်ဟိုကွန်ဂရက်ရဲ့တရားဝင်ခွင့်ပြုချက်မရှိပဲစီးရဲရပါဝင်ပတ်သက်မှုလောက်တာပြီးတော့သူကိုယ်တိုင်မဲဆွေတို့ကကတိပေးခဲ့တဲ့အမေရိကန်ကိုအဆုံးမရှိတဲ့စစ်ပွဲတွေနဲ့ရုတ်သိမ်းမဲဆိုတဲ့ကတိကိုချိုးဖောက်တလို့ခင်နေတာစတဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီဖိအားတွေကြားမှာသူဘလို့ဆက်ပြီးလှုပ်ရှားမလဲဆိုတာကအရှိအလက်ပိုင်းရဲ့အနာဂတ်အများကြီးအရေးပါနေပါတယ် ချုံငွေညူတုံးတဲ့ရင်လက်ရှိအခြေအနေကအလုံးမတည်ငင်ဘူးရှုပ်ထွေးတယ်ဘဲဘက်ကမှနောက်ဆုတ်ဖို့အခြေအနေမရှိသေးသလိုတန်တမာရေးလိုင်းကြောင်းကလည်းပိတ်လို့နေနေဖြစ်နေပါတယ်ဒီဆွေးနွေးမှုရဲ့အဆုံးမှာစဉ်းစားစရာအချက်လေးတခုခြံထားခဲ့ခြင်းပါတယ်အီရန်ရဲ့နျူကလ িয়ার ချင်းချောက်မှုကိုဖယ်ရှားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လောက်လိုက်တဲ့ဒီလိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေကပဲတကယ်တမ်းမှာအီရန်ကိုနောက်တော့မှနျူကလ িয়ার လက်နက်ရှိမှဖြစ်တော်မယ်ဆိုတဲ့အသွေးမျိုးပေါ့